ြမနွေဦးခရိုနီကယ်နိုဝင်ဘာခုနှစ်မြင်ကွယ်ပိတ်ဆို့မှုလေကြောင်းတိုက်ခိုက်မှုတွေကြားကရခိုင်ပြည်နယ်အနာသိစစ်တပ်ဟာရခိုင်ပြည်နယ်ကိုရိတ်ခါဆေးဝါးလူသုံးကုန်ပစ္စည်းတွေတင်ပို့မှုဒေသကထွက်ရှိတဲ့စိုက်ပျိုးရေးရေလုံငန်းလူမျိုးကထုတ်ကုန်တွေရခိုင်ပြည်နယ်ပြင်ပကိုတင်ပို့မှုတွေကိုကန့်သက်ပိတ်ဆို့ထားတာနှစ်နဲ့ချီရှိလာခဲ့ပြီဖြစ်ပါတယ်ရခိုင်ပြည်နယ်ရဲ့နယ်မြေဒေသအများစုကိုအေအေကထိန်းချုပ်ထားတာဖြစ်လို့ထုတ်ကုန်တွေတည်ယူနိုင်တဲ့ရေလံကုန်လမ်းကိုစစ်တပ်က၎င်းတို့ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အပြင်ဘက်ကနေကန့်သက်ပိတ်ဆို့ထားတဲ့သဘောလည်းဖြစ်ပါတယ်။ဥပမာအဖြစ်မကွေးတိုင်း၊ပဲခူးတိုင်း၊ AR တိုင်းတို့မှာရခိုင်ပြည်နယ်ဘက်နဲ့ဆက်သွယ်တဲ့ဝင်ပေါက်တွေကိုတယ်ပို့ခြင်းမပြုနိုင်အောင်ကန့်သက်ထားတဲ့သဘောဖြစ်ပါတယ်။အနာသိစစ်တပ်ကကုံစီနဲ့ရိတ်ခါလူအဝင်ထွက်တွေကိုကန့်သက်ထားတဲ့အနေအထားမှာကုံစီမောင်ခိုတဲဆောင်တာရခိုင်ပြည်နယ်တွေကပြည်မဘက်ကိုလာရောက်လူသူတွေခြေချင်းဖြတ်တမ်းပြီးလာရောက်ကြတာအဆရှိတဲ့နီလန်းတွေနဲ့ဖြတ်တမ်းမှုတယ်ဆောင်မှုတွေ ပမာဏတစ်ခုရေအတွက်တစ်ခုထိရှိနိုင်ပေမဲ့မောင်ခိုတဲဆောင်ရတာကြောင့်လက်ပေးရတဲ့ကုန်ကြစည်၊ကိုယ့်ပတ်တဲဆောင်ရတဲ့ဈေးတွေနဲ့ရခိုင်ပြည်နယ်ထဲရောက်ရှိတဲ့အခါကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေကဝူရင်းစေးထက်များစွာမြင့်တက်နေမှအသေးချာဖြစ်ပါတယ်။ဒီကုန်ပစ္စည်းတွေကိုဝယ်ယူသုံးစွဲရမယ်။ရခိုင်ပြည်နယ်တွေကလူလူတွေဘက်မှာတော့အလုတ်ကိုင်းခွင်လန်းတွေတိတိတသာရှားပါးခန့်ချောင်းနေတဲ့အခြေအနေမျိုးဖြစ်လို့ဝင်ငွေတိတိတသာနှိမ့်ချနေတဲ့အနေအထားမျိုးစန့်ကျင်ဘက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ခိုင်ပြည်နယ်တွေကစိုက်ပျိုးထွက်ရှိတဲ့ဇဘာတွေလည်းအဝယ်မရှိတာဈေးမရတာတွေရင်ဆိုင်ကြုံတွေ့နေကြရသလိုတခြားတစ်ပတ်မှာရခိုင်ပြည်နယ်ထဲမှာနေထိုင်နေကြတဲ့လူလူတွေဖို့ဝယ်ယူစားသုံးနိုင်စွမ်းတိတိတသာနှိမ့်ချနေရလဲဖြစ်ပါတယ်။ခိုင်ပြည်နယ်တွေကလူလူတွေရဲ့စားဝတ်နေရေးကျန်းမာရေးအခြေအနေတွေနဲ့ပတ်သက်လို့အသေးစိတ်တော့မသိရှိကြရပေမဲ့ခုရပိုင်းရခိုင်သတင်းဌာနတစ်ခုကဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာစစ်တွေမြို့နယ်တွေက စစ်ရှောင်လာပြီးကြောက်တော်မြို့နယ်ဂ ਾਇ ယာစစ်ရှောင်စခန်းမှာနေထိုင်တဲ့စစ်ဝေးရှောင်သူတွေရှင်သန်စားတောက်နိုင်ဖို့အတွက်အနီးအနားတရွာဝင်တရွာထွက်တောင်းရနေကြရတဲ့ဆိုတဲ့သတင်းဖော်ပြမှုဖြစ်ပါတယ်။အဆိုပါစစ်ဝေးရှောင်တွေဟာစားရေးတောက်ရေးခက်ခဲလွန်းတာကြောင့်ကလေးတွေလက်ဆွဲပြီးတရွာဝင်တရွာထွက်တောင်းရစားတောက်ကြရတဲ့အကြောင်းသတင်းမှာဖော်ပြထားတာပါ။ခိုင်ပြည်နယ်ထဲမှာကြောက်ဖြူနဲ့စစ်တွေမြို့နယ်တို့ရဲ့နေမြေအတိုင်းအတာတစ်ခုကိုသာစစ်တပ်ကဆက်လက်ထိန်းချုပ်ထားနိုင်တဲ့အနေအထားဖြစ်ပေမဲ့ ။ရခိုင်ပြည်နယ်ရဲ့60ရာခိုင်နှုန်းသော အေအေထိန်ချုပ်ဒေသတွေကိုပြည်မဘက်ကကုန်စည်တွေတင်သွင်းဖလှယ်တာမလုပ်နိုင်အောင်ရေလန်းကုန်လန်းတွေကိုပိတ်ဆို့ထားတာက ခုလိုခက်ခဲကြက်တဲမှုတွေဖြစ်စေတဲ့အဓိကအကြောင်းတစ်ချက်ဖြစ်ပါတယ်။နောက်အကြောင်းတစ်ချက်ကတော့ရခိုင်ပြည်နယ်ကိုလက်ရှိထိန်ချုပ်ထားတဲ့အေအေဖွဲ့အနေနဲ့လည်းဆိုရတရက်လိုအတိမတ်ပြုဆက်ဆံခံရမယ့်အနေအထားမျိုးမဟုတ်သေးတာကြောင့်ကန့်သက်တွေနဲ့တာနေဆက်ကတစ်ဆင့်ကုန်စည်တင်သွင်းနိုင်တဲ့အနေအထားဖြစ်ပါတယ် လောဝဒေတာကိုဖျက်ပြီးအိန္ဒိယမီဇိုရန်ပြည်နယ်ဘက်ကစားသုံးစီဆန်အစရှိတဲ့ရိတ်ခါလိုကုန်စီတွေဝင်ရောက်တာမျိုးတော့ရှိပေမဲ့ခိုင်းပြည်နယ်အလဲပိုင်းနဲ့တောင်ပိုင်းထိသေယူပို့ဆောင်ရေးအတွက်ဈေးစကားတွေလည်းရှိနေတာပါစစ်တွေးမျိုးကတော့အေအေနေနဲ့အခုချိန်ထိထိုးစစ်ဆင်ခြင်းတိုက်ခိုက်ခြင်းမရှိတာတွေ့ရပါတယ်စစ်တွေးမျိုးအတွက်လိုအပ်တဲ့ရိတ်ခါလူသုံးကုန်နဲ့လောင်စာဆီတွေကို စစ်တပ်ကတင်သွင်းခွင့်ပါမယ်ပမာဏတွေနဲ့တင်သွင်းစီပြီးခွဲရန်စနစ်နဲ့ရောင်းချပေးတယ်လို့သတင်းတွေမှာဖော်ပြထားတာတွေ့ရပါတယ်။လောက်ကန်ခွင်လန်းတွေအလုံးနီးပါးရဆိုင်ကုန်တဲ့အချိန်မှာဝင်ငွေမရှိကုန်စည်နှုန်းကမတန်တဆဖြစ်လာတာကြောင့်လဲစစ်တွေမျိုးမှာဆဆရရရှားပါတဲ့အချိန်နဲ့တန်ရှင်တန်မှုခက်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 ရင်ဆိုင်ကြောဖြတ်နေကြရတာပါ။စစ်တွေမျိုးအချို့သောရက်ွက်တွေမှာနေအိမ်ပိုင်ရှင်တွေစစ်ပေရှောင်မီပိတ်ထားတဲ့နေအိမ်တွေကိုဖျက်ပြီးထင်းသိအဖြစ်ရောင်းစားခံရတာမျိုး ချို့သောရက်ွက်တွေမှာတော့အင်ရှင်တွေကိုယ်တိုင်မိမိအိမ်ရဲ့အဖီးမသုံးတဲ့အစိပ်ပိုင်းတွေဖျက်ပြီးထင်းအဖြစ်အသုံးပြုနေရတဲ့အခြေအနေမျိုးထိဆိုရွာနေရပါစစ်တွေမျိုးနဲ့လုံခြုံရေးအကာအကွယ်ပေးထားရတဲ့အစ္စလမ်ဘာသာဝင်တွေနေထိုင်ကြတဲ့အောင်မင်္ဂလာရက်ွက်လူနေရာတွေမှာဘယ်လိုရှင်သန်နေထိုင်ကြသလဲဆိုတဲ့သတင်းတွေတော့မကြားသိကြရပါဘူး2012ခုနှစ်ဇွန်လမှာဖြစ်ပွားခဲ့တဲ့လူမျိုးရေးတိကျုံတွေနောက်ပိုင်းရက်ွက်ကိုစစ်တပ်နဲ့ရဲတွေက လုံခြုံရေးကာကွယ်ပေးပြီး ပြည်တွင်းနဲ့နိုင်ငံတကာအကူအညီတွေကိုအဓိကမိကိုရက်တည်နေခဲ့ကြတာလည်းဖြစ်ပါတယ်။စစ်တွေးမျိုးအပြင်တစ်ဖက်ကတဲချောင်းဓားပိုင်လို့စခန်းတွေမှာလည်းအစ္စလမ်ဘာသာဝင်ဒုက္ခသည်တွေတီးကြခွဲကြနေထိုင်နေကြရတာဆယ်စုနှစ်နဲ့ချီရှိနေတာဖြစ်ပြီးခုလိုပြည်တွင်းစစ်မီတောက်လောင်လာတဲ့နောက်တောင်သိချီတဲ့ဒုက္ခသည်ပြဿနာတွေကနောက်ရောက်သွားခဲ့တဲ့သဘောလည်းဖြစ်ပါတယ်။အခိုင်အပြင်းနဲ့မှာအငက်ပေးယောဂန္ဒရကတ်လို့မဆိုနိုင်သည့်တိုင် ကူးစက်ယောဂါဘေးတွေအပြင်အာနာသိစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကလည်းနေ့စဉ်ပတ်စဉ်လိုလိုရင်ဆိုင်နေကြရတာဖြစ်ပါတယ်။နှွေမလ9ရက်နေ့မှာတော့ပုံနှကျွမြို့နယ်တဲကရိုးတရုံနဲ့ချားချီရွာနှစ်ရွာကိုစစ်တပ်လေရင်တွေပုံချဲတိုက်ခိုက်ခဲ့တာကြောင့်၅ဦးသေဆုံးပြီး၉ဦးဒဏ်ရာရခဲ့တယ်လို့သတင်းတွေမှာတွေ့ကြရပါတယ်။အေအေကရခိုင်ပြည်နယ်ရဲ့နေမြေအလုံးဒီပါမြေပြင်မှာထိ ंछ ုပ်ထားနိုင်တဲ့တိုင်လေကြောင်းတိုက်ခိုက်မှုတွေကိုကာကွယ်နိုင်တဲ့စနစ်လက်နက်မရှိသေးပါဘူး။ လေကြောင်းတိုက်ခိုက်မှုတွေကရေသားပြင်းမှတ်တွေထက်စီးရဲပြင်းမှတ်တွေကိုပိုပြီးရွယ်ပြင်းမှတ်ထားတိုက်ခိုက်တယ်လို့အာနာသိစစ်တပ်ဘက်ကပြောဆိုသည့်တိုင်ရေသားများပြားသေဆုံးနေကြရပြီးချို့သော ပုဂ္ဂလိကကြောင့်မော်ရာဆောင်လူနေရာမျိုးတွေလည်းတိုက်ခိုက်ခံရကเจ้าသားတွေအများပြားထိခိုက်သေဆုံးတဲ့အဖြစ်တွေလည်းမကြာခဏကြားသိနေကြရတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကလူလူအနေနဲ့ကတော့ငွေကြေးတက်နိုင်သူတွေအနေနဲ့ရခိုင်ပြည်နယ်ကနေလေလန်းချောင်းနဲ့ထွက်ခွာပြီးရန်ကုန်မန္တလေးပသိမ်တို့လိုဒေသတွေမှာတိတ်ရှောင်နေထိုင်ကြပေမဲ့ ။ဒါမှလူတို့ဖို့မှာတော့တဘာဝဘေးပဲလာလာလေချောင်းတိုက်ခိုက်မှုအန္တရာယ်ပဲရှိရှိငက်ဘေးပဲရင်ဆိုင်ရရင်ဆိုင်ရဒီမြေဒီရေကနေယာယီဖြစ်စေအငြင်းရန်ဖြစ်စေစွန့်ခွာနေထိုင်ဖို့မစွမ်းနိုင်တဲ့သူတွေဖြစ်နေကြတာဖြစ်ပါရဲ့ရှင်။